This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. ်မြို့သားညီညွတ်ရေးအစိုးရရဲ့အတံလွှင့်ဌာနရေဒီယိုအန်ယူဂျီကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz နဲ့ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စေနိုင်ပါရှင်။ဒီမှာအပောင်းနဲ့ပြေဆုံးကြပါစေ။အခုချိန်ကစပြီးရေဒီယိုအန်ယူဂျီအစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီရှင်။ ရေဒီယို NUG ကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးတို့မှကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို NUG ဖွင့်သားများမှဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာနံနက်ခင်းပါခင်ဗျာဒီကနေ့2025ခုနှစ်ဇွန်လ25ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ် ပထမဦးစွာ Radio NUG စည်ရည်သတင်းကောက်နှုတ်ချက်ကိုຫນွေဦးလင်ကမှဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ25ရက်နေ့ Radio NUG ရဲ့မနက်ခင်းစည်ရည်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။အရတော်မြို့နယ်ကတိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖက်က၄ဦးသေဆုံးပြီး၁၀ဦးဒဏ်ရာရရှိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါမယ်။ စကိုင်းတိုင်းမုံရခရိုင်အရတော်မြို့နယ်တဲကတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သားနှင့်ပြူစောတိလေးဦးတေဆုံးခဲ့ပြီးဆယ်ဦးထိဒဏ်ရာရရှိခဲ့တယ်လို့ Danger Force မုံရခရိုင်ပတ်ကားဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ16ရက်နေ့ကအရတော်မြို့နယ်ငွေရင်းပြူရွာမှာ မီတာ800ခန့်အကွာမှာတိုက်ပွဲတစ်ကြိမ်ဇွန်လ20ရက်နေ့ကငွေတွင်းပြူရွာနေရှိဦးကြစီတရားပေးမှာတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲများတွင်ပြူစောထိနေစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာပြင်းထန်စွာရရှိသူ၁၀ဦးထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုများကို Danger Force မုံရခိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မုံရခိုင်ပကဖ မုံရွာခရိုင်အမှတ်23တရင်အရတော်မြို့နယ်ဘက်ကဖာ NDRF နဲ့အမိမဖော်လူသူတပ်ဖွဲ့တပ်ဖွဲ့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဇွန်လ20ရက်နေ့မှာပဲမုံရွာခရိုင်အရတော်မြို့ပေါ်ကရက်ွက်အုပ်ချုပ်ရေးမှူးဦးအောင်စိုးသူဟာပြစ်ခတ်ရှင်းလင်းမှုကိုလည်းအဆိုပါတပ်ဖွဲ့များကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မြို့တော်ထိုင်ရဲစခန်းမှာထွက်လာတဲ့စစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ မန္တလေးတိုင်းမြင်းကြံခရိုင်ငေစုံမြို့နယ်မြို့သားအထိုင်ရဲစခန်းမှာဂွေးကုန်းစစ်ကောင်စီအထိုင်စခန်းဘက်ကို ထွက်လာတဲ့စစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တအူးနဲ့စစ်သားတအူးတေဆုံးခဲ့တယ်လို့နဂနီပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ24ရက်နေ့မနက်9နာရီခွဲခန့်မှာမြို့သားစခန်းကနေ Honda Fit တစ်စီးနဲ့ထွက်လာတဲ့ဗိုလ်တအူးနဲ့တပ်သား၄ဦးကိုမြို့သားနဲ့ဂွေးကုန်းကြားမှာပေပါမိုင်းနှလုံးနဲ့နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုတွင်စစ်ဗိုလ်ပါဝင်2ဦးသေဆုံးခဲ့ကာ2ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးမှန်ကွဲစာများနဲ့ကားပိုင်းစာများမိုင်းတွင်တည်းပြုတ်ကျခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံတိုက်နယ်သုံးနဂနီပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့မှဆောင်ရွက်ခဲ့တာဖြစ်ပြီးခီးသွွားပြည်သူများအားည9နာရီမှမနက်4နာရီတွင် မောင်းနှင်ခြင်းမပြုကြဘူးနဲ့ကားများကိုမှန်ချပြီးမောင်းနှင်ပေးကြဖို့တတိပေးထားပါတယ်ခင်ဗျာ။ ဆလဘီတနင်္သာရီမြို့နယ်မှာစစ်ကောင်စီနဲ့တပတ်အတွင်းတိုက်ပွဲ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးထိခိုက်မှုရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာဇွန်လ18ရက်နေ့မှ24ရက်နေ့အတွင်းတိုက်ပွဲ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖက်ကထိခိုက်မှုရှိခဲ့တယ်လို့ပကဖာမြေကထုတ်ပြန်ထားပါတယ်။ဇော်လာ၁၉ရက်နေ့ည၉နာရီခန့်ကကံမလိုင်းရွာအခြေဆိုင်စစ်ကောင်စီရဲ့ခမာယ958တရင်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ကတွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ18ရက်နေ့မှာလေအင်တော်ဘက်မှကူးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာတမုတ်ချုံရွာထဲဝင်လာချိန်မှာပူးပေါင်းတပ်ဖွဲ့က drone နဲ့ဘုံသီးလေးလုံးချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ ဇွန်လ19ရက်နေ့မနက်7:50မိနစ်မှာမြိမ့်မာတိန်ခွန်တိုက်ပွဲအတွက်စစ်ကောင်စီတပ်ကရိခါကားနေစစ်ကြောင်းတက်လာစဉ်လဲတောင်ရွာနေတမုတ်ချုံရွာကြားမှာ25မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ24ရက်နေ့မိုးလဲ2:00ဝန်းကျင်မှာလေမြိတ်ဘက်မှာအင်အားပြည့်တင်ဆောင်လာတဲ့စစ်ကောင်စီရင်နဲ့အားရန်ဘူရွာနေမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုများကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဆောင်လီမြိတ်ခရိုင်တရင်တီမြိတ်ခရိုင်တရင်နှင်းနယ်ပကပဆောင်တုံးမြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီကမ်ဘလူးမြို့နယ်တပြေတာနယ်ကြောင်းကုန်းရွာတို့အားစိတ်ကောင်းစီတနေပြူစောတိမြမနှစ်ရက်ဆက်တိုင်မိရှုဖြစ်စီခဲ့ပြီးပြည်သူတူအားပြစ်သက်က၅ဦးအားဖမ်းဆီးထားတဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ် ဇွန်လ23ရက်နေ့24ရက်နေ့တို့မှာကံပလူမြို့နယ်ဇီးကုန်းတိုင်နယ်အတွင်းရှိတပြေသာနယ်အကြောင်းကုန်းရွာတို့အားစစ်ကောင်စီတပ်နှင့်ပြူစောထီများမှာ နှရဲစက်တိုင်မိရှုဖြစ်စည်းခဲ့ပြီးပြည်သူတူအားပြစ်တက်၍အမျိုးသား၃ဦးနှင့်အမျိုးသမီး၂ဦးတို့အားဖမ်းဆီးသွားခဲ့ကာပြည်သူပိုင်းဖိုးတန်ရတနာများကိုလည်းခိုးယူနေကြောင်းကျွန်းလှကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတီးပြူဆိုထားပါတယ်စစ်ကောင်စီတနေပြူစောတီစုပေါင်းအင်အားတရားကျော်ပါရှိတဲ့၎င်းစစ်ကောင်စီစစ်ကြောင်းဟာဇွန်လ22ရက်နေ့မှာကံဘလူ6600မှတဆင့် ချင်းမြင့်ချင်းရွာသို့ရောက်ရှိခဲ့ကာတညအိတ်ခဲ့ပြီးဇိုလာ22ရက်နေ့မှာဝတ်တူ တောင်ရွာ၌ထပ်မံတညအိတ်တက်ဆွဲခဲ့ကြောင်းသိရှိရပါသည်။ ဇွန်လ23ရက်နေ့မနက်8:30မိနစ်ခန့်မှာတပြေတာနေကျောင်းကုန်းရွာဘက်သို့လက်နက်ကြီးလက်နက်ငယ်များအပြင် drone နဲ့ပုံသီးချတိုက်ခိုက်ခဲ့တာကြောင့်တပြေတာရွာမှာအသက်40ကျော်အရွယ်ဦးမောင်ဆန်းကြီးထိမှန်တေဆုံးခဲ့ပြီး၎င်းရွာမှာအပြစ်မဲ့ပြည်သူ3ယောက်နဲ့ဖိုကုန်းရွာမှာပြည်သူ2ယောက်အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း5ဦးတို့အားဖမ်းဆီးသွားတဲ့အပြင်ပြည်သူပိုင်းတံမိုးကြီးရွှေငွေ ဖုံးနဲ့အခြားပစ္စည်းများကိုလည်းစိတ်ကြိုက်ခိုးယူနေကြောင်းသိရှိရပါသည် ထိုချမ်းဖတ်စစ်ကောင်စီနှင့်ပြူစောတိစစ်ကြောင်းဟာဇွန်လ23ရက်နေ့ညနေ9:30မိနစ်မှာတပြေးသားနှင့်ကျောင်းကုန်းရွာတို့အားအချမ်းဖတ်မိရှုဖြစ်စည်းခဲ့ကဇွန်လ24ရက်နေ့မနက်10:00ခန်းနဲ့နေ့လယ်2:20မိနစ်တို့မှာလေထပ်မံမိရှုဖြစ်စည်းနေပြီးကြေးရွာတွင်ပိတ်မိနေတဲ့ပြည်သူအချို့လည်းဖမ်းဆီးခံခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြောင်မဲမြို့ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ရှမ်းပြည်မြောက်ပိုင်းတောင်တက် TNL တပ်မှနေထိန်ချုပ်နေပြီးကြောင်မဲမြို့ရက်ကွက်၃နဲ့ရက်ကွက်၇တို့ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ ဇွန်လ24ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံးနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူလူထုပိုင်းနေအိမ်၁၀လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါနေရာများမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကပြည်သူလူထုကိုရွေကျက်ရှိရှိပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ DNL ကဆိုပါတယ်။ ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကရှောင်ရှားနိုင်ရန်စည်ရေးအသည့်အမြဲရှိနေဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလည်တွေကိုလိုက်နာဆောင်ရွက်ကြဖို့အသိပေးထားပါတယ်ခင်ဗျာကန်တောင်ရေစကန်မှာဖန်စီရရှိတဲ့စစ်တုံပန်း၄ဦးနဲ့၃ဦးမှာပေါ်တာဆွဲခံရသူများဖြစ်ပြီးအကြံဖက်စစ်တပ်ကတရားရနေလို့ထားရစ်ခဲ့သူများဖြစ်တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ် ။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်ရဲစခန်းကို ပြည်သူ့လူမျိုးရေးတပ်မတော် PLA နဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ပြီးနောက်ဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားစစ်ဆေးမေးမြန်းမှုဆိုင်ရာအချက်အလက်များကို PLA ကထုတ်ပြန်ထားပါတယ်။ဖမ်းဆီးရမိသူစုစုပေါင်း၄ဦးနဲ့၃ဦးမှာအတရားဓမ္မစစ်မှုထမ်းရန်ပေါ်တာဆွဲခံထားရသူများဖြစ်ပြီး၎င်းတို့နဲ့အသက်၅နှစ်အရွယ်မောင်နေထက်လင်းမှာရန်ကုန်မှာအကင်ရောင်းနေစဉ်စစ်တပ်ကဖမ်းဆီးကစစ်သင်တန်းတို့ပို့ဆောင်ခံရတယ်လို့သိရှိရပါတယ်။ စစ်တုံးပန်းတူဖြစ်သူစိုးတာကလည်းရန်ကုန်ဝေးပြေးကွင်းမှာပေါ်တာဆွဲခံရပြီးပင်လောင်းစစ်တပ်နှံချောင်းတို့ပို့ဆောင်ခံခဲ့ရကကန်တော့ရေစကန်တိုက်ပွဲတို့ခေါ်ဆောင်ခံခဲ့ရကြောင်းရင်ဘက်မှာတန်ရာရှိနေတာကြောင့်စုတ်ကွာစဉ်ကတင်းပောင်ပေါ်မှာအမောဖောက်ကျန်းခဲ့စဉ် PDF ရဲဘော်တွေကဖမ်းဆီးထိန်သိမ်းပြီးတော့စေကူတာမှုပြုလုပ်ပေးထားကြောင်းပြောကြားထားပါတယ် အလာဒူစစ်မှုထမ်းတပ်သားတေရဲကျော်ကျော်မှလည်းကန်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာစစ်တုံးပန်းဖြင့်ဖမ်းဆီးခံခဲ့ရပြီးကန်တောက်ရဲစခန်းမှာရဲရာခံဘူရှင်းကိုကိုကျော်ကလည်း1996ခုနှစ်ကတည်းကရဲတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ခဲ့ရတော့လေတိုက်ပွဲအတွင်းတင်ရန်ရရှိခဲ့ကစစ်တပ်ကခြံထားခဲ့တဲ့အတွက်ကြောင့်ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်တရားရရှိသူများကို PLA ကစေကူတာပေးထားပြီးစစ်တုံးပန်းများဂုံတိတ်ခါနဲ့ညီထိမ့်သိမ်းထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ ယခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းနှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်တာကီမင်းစစ်သွေးနဲ့ခါရှေတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါပါဗီဒီယို NUG မှာဆက်လက်အတန်းလွှင့်ပေးနေပါတယ်။စီရေးသတင်းကောင်းထုတ်ချက်အပြီးမှာတော့ပြည်တွင်းသတင်းများကိုမင်းယူကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဗီဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ25ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနိုင်ကောင်းရွတ်မှ PRF ထောက်ပို့တပ်သားများထံသို့ဂုံပြူစကားပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ငုံမခံဘူး၊နောက်မဆုတ်ဘူး ပြက်ကွက်မှုမရှိဘူးဆိုတဲ့စိတ်ဓာတ်နဲ့တော်လန်ပြည်သူတွေကိုမြို့သားညီညွတ်ရဲ့အဆိုအရကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနိုင်ကောင်းရွတ်မှဂုံပြူစကားပြောထားတဲ့ရုပ်သံဖိုင်ကို PRF မှဖော်ပြထားပါတယ်။ယနေ့အချိန်ဟာစစ်ရေးအရတနိုင်ငံလုံးတိုင်းတာနဲ့စစ်မျက်နှာတွေဖွင့်ပြီးအရှိန်အဟုန်မြင့်တင်ဖို့ဖော်ဆောင်နေကြတဲ့အရေးကြီးတဲ့ကာလဖြစ်ပါတယ်။တော်လန်ရေးဟာအခုလိုအခြေအနေအထိတဆင့်ပြီးတဆင့်တိုးတက်အောင်မြင်လာတာတော်လန်ပြည်သူများရဲ့ထောက်ခံအားပေးမှုကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဆီအာနာရှင် တိုက်ထုတ်ရေးမှာလက်နက်ကင်တိုက်ပွဲဝင်နေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအတွက်နောက်တန်းကနေကြောရိုးပမာရက်တီထောက်ပံ့ပေးနေကြတဲ့ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF မှထောက်ပို့တပ်သားတွေဟာအင်မတန်မှအရေးပါလာတဲ့အခမ်းကဏ္ဍကနေပါဝင်နေကြသူတွေပဲဖြစ်ပါတယ်။ဆီအာနာရှင်စန့်ကျင်တော်လှန်ရေးတလျှောက်မှာဖိနှိပ်မှုတွေရှိလဲငုံမခံခဲ့ကြစိန်ခေါ်မှုတွေရှိလဲနောက်မဆုတ်ခဲ့ကြ တော်လန်ရေးအတွက်ထောက်ပို့တာဝန်ထမ်းဆောင်မှုကိုပြက်ကွက်မှုမရှိခဲ့ကြတဲ့ရဲဘော်တဦးတယောက်ချင်းစီတိုင်းကိုလေးစားဂုဏ်ယူကြောင်းပြောကြားလိုပါတယ်လို့ဒုတိယဝန်ကြီးမှပြောကြားထားပါတယ်။ထို့အပြင်အခုလိုပြက်ကွက်မှုမရှိတဲ့ထောက်ပို့တပ်သားတွေကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှဥဆောင်ပြုလုပ်တဲ့ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်မှဂုဏ်ပြုလက်ဆောင်များပေးအပ်သွားမှာဖြစ်ပြီး ထောက်ပို့တပ်သားများအနေနဲ့လည်းတော်လိုင်းအောင်ပွဲရောက်တဲ့အထိပြက်ကွက်မှုမရှိဘဲပါဝင်ပေးကြဖို့ဒုတိယဝန်ကြီးကတိုက်တွန်းထားပါရခင်ဗျာဒုတိယသတင်းအနေဖြင့်ခင်ဦးမြို့နယ်လမ်းဘေးဝဲရာရှိအပင်များတွင် MONREC မှချမှတ်ထားသောမူဝါဒဆောင်ပုတ်ဆိုင်းပုတ်များတက်ဆင်တဲ့သတင်းကိုတင်ပြပေးပါမယ်ရွှေဘိုခရိုင်ခင်ဦးမြို့နယ်တွင်မြို့နယ်တယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အဖွဲ့ဥက္ကဋ္ဌဦးဆောင်၍မြို့နယ် TBA NR အဖွဲ့ဝင်များနှင့် မြို့နယ်လူသားစာနာအဖွဲ့တို့မှ ခင်ဦးမြို့နယ်လမ်းဘေးဝဲရရှိအပင်များတွင်တင်ဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှချမှတ်ထားသောမူဝါဒစောင်ပုံများရေးသားအသည့်ပေးထားတဲ့စိုင်းပုံများတက်ဆင်ခဲ့တယ်လို့သတင်းရရှိပါတယ်။တစ်ပင်များတွင်တစ်ပင်များမခုတ်ရထိရောက်စွာအေးအေးယူအပြစ်ပေးမည်စတဲ့စာတမ်းများရေးသားထားတဲ့စိုင်းပုံများကဲ့ရိုက်ခြင်းများဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီ 2025ခုနှစ်အတွင်းမန္တလေးတိုင်း၌အကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီးနှင့်အမျိုးသားစုစုပေါင်း65ဦးသေဆုံးခဲ့ပြီးအသက်18နှစ်အောက်ကလေးငယ်6ဦးပါဝင်တဲ့သတင်းကိုတင်ပြပေးပါမယ်။နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်းမှကောက်ယူထားသောသတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှဇွန်လ24ရက်နေ့အထိမန္တလေးတိုင်း၌အကြံဖက်ဆေးအုပ်စုကြောင့်အမျိုးသမီး32ဦးနှင့်အမျိုးသား34ဦးစုစုပေါင်း65ဦးသေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီးထိုအရေအတွက်တွင်အသက်၁၈နှစ်အောက်ကလေးငယ်၆ဦးပါဝင်တယ်လို့ AAPP ကဖော်ပြပါတယ်။အဆိုပါသေဆုံးသူများအနက်55ဦးမှာစေအုပ်စု၏၄ချောင်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ပါတယ်။ဇွန်လ၂၁ရက်နေ့တွင်မန္တလေးတိုင်းမြင်းကြံမြို့နယ်အတွင်းရှိမယိုးကုန်းရွာရှိကြားတိုင်းကျေးရွာများ၌တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်ဘုံကျဲချခဲ့သောကြောင့် ်မယိုးကုန်းကျေးရွာနေတက်ကြီးမျိုးသားဥပေါ်ငိမ့်နဲ့သမီးဖြစ်သူမခင်မိုးဆွေတို့နှစ်ဦးမှာဘုံစထိမှန်၍နေရာတွင်တည်ဆုံခဲ့ရပါတယ်ခင်ဗျာဆလဘီနထိုးကြီးမျိုးရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာတွန်းဦးဖះကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲဖျက်ဆီးတဲ့တရင်ကိုတင်ပြပေးပါမယ်ဇွန်လ23ရက်ည7:28မိနစ်အချိန်တွင် တိုးကြီးမြို့အမှတ်2ရပ်ကွက်ရှိတပိုင်းဝင်ရှင်ပင်သာတုံးဦးဖရားကိုမြမစစ်တပ်ကလေကြောင်းမှဘုံနှလုံးဖြင့်တိုက်ခိုက်ခဲ့ရာဖရားတိုင်းနှင့်အဆောက်အုံများပြိုကျပျက်စီးခဲ့ကြောင်းဒေသသတင်းများအရသိရပါသည်ရှင်ပင်သာတုံးဦးဖရားသည်နထိုးကြီးမြို့တွင် ထင်ရှားကြော်ကြားသော ရှေးဟောင်းဇေဒီတစုဖြစ်ပြီးနွားတို့ရွာမှနွားចောင်းသားမောင်သာတုံးဦးဤနွားတကောင်ကဥโจသွေးရမှဤဇေဒီဖြစ်ပေါ်လာခဲ့ကာ ယသည့်ရှင်နိုင်ဆန်ဤပြားလေးဖြင့်တီထားကိုးကွယ်ခဲ့ရာရှင်ပင်သာတွင်ဥဟုအမည်တွင်ခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ပကံခေဥပိုင်းကကွန်းစော်ကြောင်ဖြူမင်းလောင်းကဤဖျားတွင်တစ္ဆာကတိပြုခဲ့ဘူးပြီးမင်းဖြစ်လာချိန်တွင်ဖျားကိုပြုပြင်မွမ်းမံကိုးကွယ်ခဲ့တယ်လို့သိရပါတယ်။ဤဇေဒီတော်သည်ဘုံခုနှစ်ထက်နှင့်တစ်သားပြသက်ဖြင့်တိဆောက်ထားပြီးတစ်သားတိုင်း59တိုင်းဖြင့်ဆောက်လုပ်ထားပြီး ယခုတိုက်ခိုက်မှုကြောင့်ဖျားဤအ धिक အဆအုံများဇေဒီပထိုးများပြိုကျပျက်စီးခဲ့ပါရခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ထိုင်းမှမြန်မာသို့ပြန်လည်ပို့ခံရတဲ့လူငယ်လေးဦးအရမစစ်မှုထမ်းစုဆောင်ခြင်းခံရပြီးနောက်ဗိခရိုင်မှတ်တဲ့တရင်ထံခိုလုံလာတဲ့သတင်းကိုတင်ပြပေးပါမယ်2025ခုနှစ်ဇွန်လ18ရက်နေ့တွင် ပလောင်မြို့အမှတ်စနစ်တက်မတော်တမ်းမြင့်လေးကျင့်ရေးကြောင်းတိုင်းဘဟုစနစ်မှစစ်မှုရန်အပတ်စဉ်17အဖြစ်အရမစုဆောင်ခြင်းခံရသူလူငယ်၄ဦးသည်ဘိတ်ခရိုင်အမှတ်၁တပ်ရင်းထံခိုလုံလာတယ်လို့သတင်းထုတ်ပြန်ပါတယ်။၎င်းတို့သည် ထိုင်းနိုင်ငံတွင်ဗီဇာတက်တန်းကုန်သဖြင့်ဖမ်းဆီးခြင်းခံခဲ့ရပြီးမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခြင်းခံရကာ ၎င်းတို့၏ဆန္ဒမပါဝင်ဘဲစကားဆာရဲ့ပလောင်းမြို့တိုင်းဗဟိုစနစ်သို့စစ်မှုထမ်းအပတ်စဉ်17အဖြစ်အတင်းအဓမ္မပို့ဆောင်ခဲ့တာဖြစ်ပါတယ်။လက်ရှိတွင်၎င်းတို့အားကောင်းမွန်စွာဆက်လက်ထိန်းသိမ်းထားပြီးလူအပ်သည့်များကိုဆက်လက်လှုပ်ဆောင်ပေးလျက်ရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိခရိုင်အမတ်တပ်ရင်းကဖော်ပြပါဗျာ။စစ်မှုထမ်းအဖြစ်အတင်းအဓမ္မစုဆောင်းခြင်းခံရသူများအား ဘိခရိုင်အမတ်တက်တရက်အနေဖြင့်အကောင်းဆုံးကုညီဆောင်ရွက်နိုင်ရန်နီလန်းမျိုးစုံ ဖြင့်ကြိုးစားလျက်ရှိတယ်လို့ဆိုပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Taki နဲ့ Carshall တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယို NUG သောတာရှင်များခင်ဗျာဒီခုကဆက်လက်ပြီးဒုတိဒုအနာဂတ်အနာဂတ်အိမ်မက်ရဲရဲမက်ဆိုတဲ့ နွေဦးတီအကြောင်းတည်ကောင်းစရာအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာအောင်လန်လွင့်ချီနွေဦးတီဆိုတာပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မှာလောင်ကစားဥပဒေနဲ့အညီပြဋ္ဌာန်းထားတဲ့ထီတစ်ခုဖြစ်တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရမှတရားဝင်ပိုင်ဆိုင်ထားတဲ့ထီတစ်ခုဆိုရင်လည်းမမားပါဘူး။ RUT version 2.0ကို2024ခုနှစ် March လတရနေ့ကစတင်ပြီးပြန်လည်ဆန်းသစ်လာခဲ့တာအခုဆိုရင်တွန်းလံပြည်သူတွေရဲ့အားပေးဝန်ရမှုတွေကြောင့်တစ်နှစ်တိတိပြေခဲ့ပြီဖြစ်ပါတယ် RUT version 2.0ကရရှိလာတဲ့အကျိုးအမြတ်တွေကိုလာစဉ်ထိဖွင့်ပွဲပြီးရနောက်မှာ MOBF file ကိုလွှဲပြောင်းပေးရပါတယ် MOBF file မှာတစ်ဆင့် CDN ဝန်ထမ်းတွေအပြင်တော်လန်ရေးကဏ္ဍအတီးတီကို ထောက်ပံ့ပူဆောင်နိုင်ခဲ့ပါတယ် ပြီးခဲ့တဲ့2024ခုနှစ်မတ်လနေ့စပြီးတော့2025ခုနှစ်ဇန်နဝါရီလအထိကိုနှွေဦးထီယာနေတိမ်းပေါင်း16000ကျော် MOBF5 ကိုအောင်မြင်စွာလွှဲပြောင်းပေးရနိုင်ခဲ့တယ်။နောက်နှစ်တည်းမှာလည်းဒီထက်များတဲ့ပမာဏတစ်ခုကိုထောက်ပို့နိုင်ဖို့ကျမတို့ဒေါ်လန်ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။အခုဆိုရင်ရေဒီယို NUG ကို နားထောင်နေတဲ့မိဘပြည်သူတွေလည်းအောင်လံလွင့်ချီတွေဥတီအကြောင်းကိုတီးသွားပြီလို့ယုံကြည်ပါတယ်။တီးသွားယုံနေရင်ရထားလို့မရပါဘူး။ကိုရိုင်းပါဝင်ဖို့လည်းလိုအပ်ပါသေးတယ်။တွေဥတီကိုဘလို့ကန်ဆန်းရမလဲဆိုတာလေးကိုမတီးသေးတဲ့သူတွေအတွက်ဒီနေရာလေးကနေတဆင့်သတင်းစကားပါချင်ပါတယ်။ နွေဦးတီကိုကိုရိုင်းကိုကြားအကောင့်ဖွင့်ပြီးကန်ဆန်းနိုင်သလိုနွေဦးတီအေဂျင့်တွေနွေဦးရင်းကြားတွေနွေဦးတီဟိုးဆေးအေဂျင့်တွေထံအနေတဆင့်လွယ်ကူလုံခြုံစွာဝယ်ယူနိုင်ပြီးကန်ဆန်းရင်းထောက်ပို့နိုင်သလိုစကားစရဲ့သွေးစွန်းငွေကိုဖြတ်တောက်ရလဲရောက်ပါတယ်။ဒါကြောင့်နွေဦးတီကိုလာစဉ်လာတိုင်းကိုရိုင်းလဲကန်ဆန်းပါကိုပတ်ဝင်းချင်းကယုံကြည်ရတဲ့အသီးမိတ်ဆွေတွေကိုလည်းကန်ဆန်းဖို့တိုက်တွန်းပေးပါ ကောင်းမွန်တဲ့တော်လန်ရေးအရွေးတစ်ခုရောက်အောင်အားလုံးအတူတူကြိုးစားကြမယ်လို့ယုံကြည်ပါတယ်။အခုပဲຫນွေဦးထီကိုကန်ဆယ်လိုက်ပါ။တို့ထီတို့အနာဂတ်အနာဂတ်အိမ်မက်ရေရေမက် ဗီဒီယို NUG ကိုနားဆင်နေကြရတာဖြစ်ပါတယ်ခင်ဗျာယခုတခါတင်ဆက်ပေးမဲ့တော်လန်ဤကဗျာအစီအစဉ်မှာပန်ဒိုရာမှရေးသားပြီးနွေဦးမှုမှခန်းစားရွတ်ဖတ်ထားတဲ့ဘဲဘက်လက်မောင်းရဲ့ကြိုက်ခဲမှုလို့ညီရတဲ့တော်လန်ဤကဗျာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာဘဲဘက်လက်မောင်းရဲ့ကြိုက်ခဲမှုအချစ်ကြိုက်ခဲတယ်လို့လို့နာကျင်တယ်လို့လို့အချစ် စိတ်ကပဲထင်းနေတလူလူတကယ်ပဲဖြစ်ပြက်နေတလူလူကို့ဝေဒနာကို့အာယုံမမိနိုင်တဲ့အဖြစ်များနေကို့ခန္ဓာကို့နားမလည်နိုင်တဲ့ဘဝများနေလက်ရဆွန်းက သူနဲ့မဆိုင်တလူလူဝဲဖက်တော့ဝဲဖက်ပါပဲလို့တည်င်းပို့လာပေါ့လဝဲလက်ဖြံအေးပြအပေါ်ရင်အာယုံကြောမြင်များပင့်ကိုအိမ်လိုတွေ့ရှက်ထိုပင့်ကိုရဲ့ ခြေချောင်းစူးချုံများဖြတ်တန်းသွားလာတဖြင်းဖြင်းစူးရှတိုက်ခဲလက်မောင်တွင်သွေးကြောများခုန်လောက်တဒိတ်တိတ်တိုးဝိတ်ပိုးကောင်တီကောင်တွန့်တွန့်လွန့်လူလှိတ်ဝင်အောက်တက်ကြိုက်ခဲလက်မောင်ကိုတိဆောက်ထားသောကြွက်သားများမကြောခတ်ထံရဘာဘိန်ခွန်လေပြည့်ရှံအန်ကြပြန်လန်တုံးကန်တောင်းတင်းကြိုက်ခဲ လမောင်းယုံများမွားကြီးအက်ကွယ်ချင်းစီအထိဆွနစ်တဆက်ဆက်ကြိုက်ခဲနောက်ကျော်ဂုတ်ပူလေတိုင်းပခုံးညှက်ယုံမှသည်လမောင်းအပြင်ဘက် အတွင်းဘက်ဂျိုင်းအော့နို့အောင်ရှင်ဘက်ဘာတင်ကေတာတွေထုံထုံပပအချက်ပြနေကြပါလေအချစ်ရဲ့တန်တဲ့အမေလုံးတွေလည်းတစ်ဖြက်ဖြက်ပါပဲ။ အသက်ဓာတ်ကိုထုတ်လွှင့်နေတဲ့နှလုံးသဲပုတ်ကနေခက်ဖြာတွေ့ဆင်းလာတဲ့အရာတစ်ခုခုကိုဘယ်ဘက်လက်မောတချောင်းထင်းနဲ့ကိုအင်ကအစိတ်ပိုင်းအားလုံးကိုစားပြုအာတင်းခင်ယူပြင့်မထားလိုက်ရလေသလားဘယ်ဘက်ကိုမောင်းနှင်လိုက်တဲ့အုံနောက်ရဲ့လုပ်ငန်းစဉ်ကို အဖြူရောင်အကွက်အဝိုက်တူရဲ့ဘယ်နေရာဘယ် point ကနေထိမ့်ချုပ်ထားပါလဲညာညာအိမ်မပြောခြင်းဟာဘယ်ဘက်လက်မော ထုံကျင်မှုနဲ့အပြန်အလှန်အဆက်ဆက်ရှိလေသလားအယူအဆတွေမသေးထန်ခြင်းပင်မဲ့ဘယ်ဘက်လက်မောင်းရဲ့တာဝန်ယူမှုဆိုတာကဘဝပေးပါပဲအခြေအနေအရာပါပဲနားလည်မှုပါပဲအာကုအာထာညာလက်ယုံဟာ မအားလက်လို့ဖြစ်စေနာမကျန်းလို့ဖြစ်စေပြုတ်ထွက်လို့ဖြစ်စေမိထတောက်ရင် လောင်ကျွမ်းပြကြသွားလို့ဖြစ်စေဘယ်ဘက်လမောင်းပေါ်ဝုံပိုအားလုံးစုပြုံကြရောက်လာတာလျှောက်လန်းရတဲ့အခါလက်ဝဲလမ်းကြောင်းကို နှက်သက်သည်ဖြစ်စေမနှက်သက်သည်ဖြစ်စေရွေးချယ်သည်ဖြစ်စေမရွေးချယ်သည်ဖြစ်စေမဖြစ်မနေကိုင်းညှုပ်လိုက်ရတဲ့အကြောင်းရင်းတစ်ခုပါပဲအချစ်ရဲ့တရင်စာရေဒီယို TV ဖုန်း အားလုံးကိုပိတ်ချက်ပေးပါ အတွဲစိုးတွေကိုလှစ်လျူရှုလိုက်ကြရအောင်ဘယ်ပက်ရှင်အောင်ထဲကတစ်ချက်ချက်နိုင်တန်ကိုနားစိအဲ့ဒီဘယ်ပက်လက်မောင်းပုံမှာပဲတက်တော့တက်တာကောင်းပြီအောင်ဆက်လဲလျောင်းလိုက်ပါတော့လင်းချက်တုံသည့်အထိနေလုံးကြီးထွက်လာသည့်အထိ မနှက်ဖြန်ဆိုတာရှိသေးရဲ့ဆိုက်ဆက်မြင့်မြတ် ကြောက်လာသည်အထိပန်ဒိုရာဗီဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာဒီကနေ့မနက်ပိုင်းရဲ့နောက်ဆုံးစီစဉ်ဖြစ်တဲ့တော်လန်ရေးတေဂီတာစီစဉ်မှာတင်းရေးရေမီရေးသားပြီးရေမီလာလာအဲလစ်တို့တီဆိုထားတဲ့ຫນွေဥယောင်နီလို့မြည်ရတဲ့တော်လန်ရေးတေဂီတာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.9 MHz ၊ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တွေမှာဓာတ်ရိုက်ဖမ်းလို့ပါစေနိုင်ပါပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေတာပို့တာလာပါတယ်ရှင်။မြေသားညီမတွေအစိုးရရဲ့စက်တွေတရင်အချက်အလက်တွေလူပညာဝေကြီးဌာနကထုတ်လင်းနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်လို့အားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးပေါ်ပုံအောင်ရမည်